ဟုတ်ကဲ့ဒါက7812เนาะတွဲဖို့ထုတ်တဲ့ calculator ဒါက1000 microfarad နော် capacitor ဒါလေးက10 kg preset လေးပါဗျာเนาะနောက်တစ်ခါကျွန်တော်တို့ LED လေးနှလုံးလိုပါမယ်နောက်တစ်ခါကျွန်တော်တို့10 kg ohm ရယ်1 kg ohm ရယ်နော်နောက်က14007ရဲ့နောက် PC547 transistor ပေါ့နော်ဒီ PC လေးတွေရဲ့နောက်တစ်ခါတွဲဖို့ relay လေးတစ်လုံးလည်းလုပ်မှာဖြစ်ပါတယ်နော်ဒါ relay လေးကိုနေရာချလိုက်ပါလေနေရာချပြီးရင်ကျွန်တော်တို့ခဲတို့မှာပေါ့နော် ဒါကကျွန်တော်တို့1 and 40 07တိုင်းဟုတ်ပါဒီအတိုင်းအိုလီကဒါ coin ကိုကျွန်တော်တို့ coin နှစ်ဆကိုထည့်လိုက်တာဖြစ်ပါလေနော် relay ရဲ့ coin နှစ်ဆကိုဒါ1 and 40 07တိုင်းအိုလီဖြစ်ပါလေနောက်ဒါလေးကကျွန်တော်တို့7812နော် regulator ပါသူကကျွန်တော်တို့ဒီတွဲဖို့ခြားခြားနဲ့ပဲသုံးသုံး solar နဲ့ပဲသုံးလို့ solar ပြားနဲ့ပဲသုံးလို့ကျွန်တော်နှစ်မျိုးလုံးသုံးလို့ရအောင်လို့ဒီ regulator IC လေးခံလိုက်တာပါဖြစ်ပါလေနော်ဝင်ကကျွန်တော်တို့ solar နဲ့ပဲဝင်ဝင်ဒီခြားခြားနဲ့ပဲဝင်ဝင်အထွက်ကိုကျွန်တော်တို့ဆက်နှက်ဖို့နော်ဆက်နှက်ဖို့ပဲရအောင်လို့ဒါ regulator လေးကိုဒါကတ်နေနော် အကြ regulator IC မှာလည်းကျွန်တော်သင်က3ခုပေါ့နော်ပြီးတော့မှကျွန်တော် connection လေးပြောပါမယ်နော်ဒါက1000 microfarad ကိုကျွန်တော်တို့နေရာချလိုက်တာဖြစ်ပါတယ်နော်ပို့ပြီးတော့တော့เนาะ URDC လေးဖြတ်သွားအောင်ဒါ1000 microfarad ခံလိုက်တာဖြစ်ပါတယ်နော်